အပိုင်း2021ရဲ့အဆောင်မှာတော့လူဖီဒီယောဒါစီရဲ့သတိရအော်ဒီယာသချင်းကိုကြားပြီးလှုပ်လှုပ်ရှားရှားတွေဖြစ်နေခဲ့ပါတယ်လူရဲ့ခန္ဓာကိုယ်ကအဖြူရောင်ွေးတွေထွက်လာနေပြီးခနာကြောင်မှာတော့လူဖီဒီယောဘိုဘီရဲ့စပင်ကြီးနဲ့ပြန်ထလာပါတယ်ဒါပေမဲ့သူကမတ်တပ်တောင်ကောင်းကောင်းမြင်နိုင်မယ်မြေပြင်ပေါ်မှာတိုင်းခွန်နေနေကြတာပါလူဖီဒီယောအရက်မူးသမားတယောက်လိုရိန်ထိုးနေပါလေ အဲ့နောက်မှာတော့လူဖီကသူ့ကိုသူဘာတွေဖြစ်နေရလဲလို့ပြောလိုက်ပြီးယူသွားပြီထင်တယ်လို့ပြောလိုက်ပါရီဒါပေမဲ့အချင်းတွေကိုသဘောပေါက်သွားတဲ့လူဖီတယောက်ထီပေါက်တယ်လို့ပြောနေပြီးဥမျိုးနေပါရီသူကအရာအလုံးကပျော်စရာဖြစ်လာတာပဲလို့ပြောလိုက်ပြီးကနာမငြိမ်ဖြစ်နေခဲ့ပါရီတဖက်ရဲရိုက်တွင်မှလည်းစံကြီးကဒံယာရီနဲ့သတိလေးနေရာကနေပြန်ထလာပါရီဒါကိုမြင်တော့အိုဆိုမဲကစံကြီးကိုသတိရပြီလားလို့မေးလိုက်တယ်ဒါပေမဲ့စံကြီးကတော့အိုဆိုမဲကိုသတိမထားနိုင်ပဲလူဖီကိုသာစိတ်ပူနေခဲ့ပါရီ အဲဒီချိန်ဇူကတော့သူ့ရဲ့နားရီမှာလွံ့မြောက်ရေးဂီတသံကိုကြားနေရတယ်လို့ပြောလိုက်ပြီးဒါကနှစ်ပေါင်း၈၀၀အတွင်းမှာပထမဦးဆုံးကြားရတာပဲလို့ပြောလိုက်ပြီးဇူကတကယ်ကိုပဲသူကဒီကိုရောက်နေတာပဲလို့ပြောလိုက်ပါတယ်ဒါက join wine ပဲလို့ပြောလိုက်တော့မိုမိုရောယာမာတို့ကပါအံ့ဩနေကြကြပါတယ်သူတို့က join wine ကလူဖီကိုပြောနေရလားလို့ပြန်မေးနေကြချင်းအပေါ်ဘက်မှာတော့လူဖီကတဟီတဟားတွေလောက်ကဥမျိုးနေခဲ့ပါတယ်သူရဲ့ခန္ဓာကိုယ်ကထွက်လာတဲ့ဇွိုင်းအင်းတွေကြောင့်ပဝင်းညင်တစ်ခုလုံးကလည်းဖွာလန်ကျဲနေခဲ့ပါပြီ။ ဒါကိုကြားနေရတဲ့သူတွေကလည်းဒါကလူဖီလားလို့မေးလိုက်ပြီးသူတို့ကဝမ်းသာနေကြပါသည်မာကိုကတော့တယောက်ကိုတယောက်ဖတ်ပြီးငိုပွဲဆင်နေတဲ့နာမီတို့ကိုလူဖီကမသိသေးဘူးလို့တတိပေးလိုက်တော့နာမီကမျှော်လင့်ချက်တွေပြည့်နေတဲ့မျက်လုံးကြီးနဲ့မော်ကြည့်လိုက်ပါသည်မာကိုကိုလူဖီကမသိသေးဘူးလားလို့မေးလိုက်ပါသည်ဒါပြင်ဦးတမကလည်းမာကိုကိုအကိုကြီးမသိသေးဘူးလားလို့မေးလိုက်တယ်အိမ်နောက်မှာတော့နာမီနဲ့ဦးတမတို့ကတယောက်မျက်နှာတယောက်ကြည့်ပြီးတော်ပါသေးရဲ့လို့ပြောလိုက်ပါသည်အပေါ်မှာတော့လူကြီးတယောက်တယောက်သေးတဲ့တရင်တွေ့နေခဲ့ပြီးသူကလောက်ကိုဖုံးထားတဲ့တရင်ကိုဖယ်ပြစ်လိုက်ပါရီ ပြီးတော့လူဖီကလာပြင်းညောက်ငေးကြည့်နေပါရီတစ်ဖက်မှာလည်းကဘာဆိုးရရဲ့ခေါင်းဆောင်တွေကသူတို့ရဲ့လူစုတွေကိုစတိလိုက်ရတာနဲ့ပတ်သက်ပြီးပြောနေပါရီဘာလို့လဲဆိုတော့သူတို့ကသူတို့ရဲ့လူတွေကိုလူဖီကိုအဆုံးသတ်ဖြစ်ဖို့အတွက်စတိခဲ့တာပါတယောက်ကတော့ဒါကိုရန်စိတ်ပြက်စရာဖြစ်ရပဲလို့ပြောလိုက်ပေမယ့်နောက်တစ်ယောက်ကတော့အန်နီယိုကိုချူတင်ဖယ်ရှားလိုက်တာကပိုပြီးကောင်းပါတယ်လို့ပြောလိုက်ပါရီသူတို့ကလူဖီစားထားတဲ့နတ်ဆိုးတစ်တီကကဘာအဆိုးရကရောင်းအောင်ယူဖို့ကြိုးစားနေခဲ့ပေမယ့်နှိရှိရကြတဲ့အထိဒီဒီကသူတို့ရဲ့လက်ထဲကိုရောက်မလာခဲ့ပါဘူး ဒီအသီးကသူတို့ကိုပတ်ပြေးနေရလို့ပြောလိုက်ပြီးဒီကိုမှုကိုမှုနိုအသီးကနောက်ထပ်နာမည်ကဇိုအန်လူလူအသီးလို့ပြောလိုက်ပါရီဒါကမက်တီကယ်မော်ရယ်အသီးဖြစ်ပြီးသူ့ကိုနီကာလွံ့မြောက်ရေးနီနာဖျားလို့လည်းခေါ်ကြပါရီအဲ့ဒီချိန်တစ်ဖက်မှာတော့လူဗီကပြန်တောင်းချမ်းနေခဲ့ပြန်ပါရီအဲ့နောက်တစ်ယောက်ကတော့ဒီအစွမ်းကအသုံးပြုသူက rubber ကိုစိတ်ကြိုက်သုံးစေပြီးလွတ်လပ်စေတယ်လို့ပြောလိုက်ပြီးတော့ပြန်လည်ရှင်းတန်းခြင်းကအသုံးပြုသူရဲ့ rubber ကိုယ်ရယ်ကိုပို့ပြီးကြန့်ခိုင်လာစေတယ်လို့ရှင်းပြလိုက်ပါရီဒါပြင်ဒီအသီးရဲ့အစွမ်းကကဘာပေါ်မှာကြီးစရာကောင်းဆုံးပဲလို့ပြောလိုက်တယ် အဲ့ဒီချိန်ရဲတိုက်အတွင်းမှာတော့အိုရိုချီကသူ့ရဲ့ဒုတိယကိုတီးခတ်နေပါတယ်။ဒါကိုကြားတော့အိုရိုချီဟာအိုရန်ကြိုက်တဲ့တခြင်းဆိုတာကိုသူကသိသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အိုရိုချီကအိုရီယန်ကအိုရန်ရဲ့သမီးဆိုတာကိုသဘောပေါက်သွားခဲ့ပြီးသူကလန့်သွားခဲ့ပါတယ်။အပြည့်စီရီနဲ့ပြီးနေတဲ့အိုရိုချီကကြောက်လန့်နေပြီးတော့အိုရီယန်ကိုလည်း "तू ကအိုရန်ကိုအရန်ကြိုက်ပါတယ်"လို့ပြောပြီးသူလည်းကိုင်ရိုရဲ့လက်စားရာကိုခံခဲ့ရတာလို့ပြောလိုက်ပါတယ်။ဒါ့အပြင်အိုရိုချီကအိုရီယန်ကို "तू ကလက်ကဆူးကျုံကိုလာနှုတ်ပေးဖို့အတွက်ပြောလိုက်ပြီးအတူထွက်ပြေးချမယ်"လို့လည်းပြောနေခဲ့တာပါ။ ။ဒါပေမဲ့ Orion ရဲ့အေးဆက်ဆက်အမူအရာကြောင့် Orochi ကတော့လေးကိုစိတ်တူနေခဲ့ပါတယ်။အဲဒီအချိန် Orion က Orochi ကိုဒေါသထွက်နေတဲ့ Samurai နေရဲ့ရန်ကြွေးကိုနင်းဆက်ပြီးပြဲလို့ပြောလိုက်ပြီးတော့ပြီးတော့ Orion ကသူမရဲ့အဖေကို Orochi ကကြောက်ချခဲ့တာလို့ပြောလိုက်ပါရင် Orion က Orochi ကိုအဖေကဂရီးမတီခဲ့လို့လာလို့မေးလိုက်ပါရင်သူမရဲ့အဖေက Orochi တို့ကိုယုံပြီးခဲ့ပြီးနှစ်ပေါင်းများစွာတိုင်အောင်လမ်းမပေါ်မှာကနေခဲ့ရပါရင်ဒါအပြင်သူက Gaido နဲ့ Orochi ရဲ့ Wano ဒီသားကိုလွတ်လပ်ခွင့်ပေးပါမယ်ဆိုတဲ့ပြောစကားကိုလည်းယုံကြည်ပေးခဲ့ပါရင် ဒါပေမဲ့အဲ့ဒီရလက်အစားအိုရန်ကသူ့ကိုကြောက်ချခဲ့တာကိုခံရပြီးစီဘူးအိုရဲမှာဒဏ္ဍာရီကျော်ကြအောင်မတ်တပ်ရက်နေခဲ့ရပါတယ်။ဒါပေမဲ့အိုရန်ကသူ့ရဲ့မျက်နှာကိုအမြဲပြုံးထားပြီးသူ့အနေနဲ့လှုပ်ရှားရှိတာတွေကိုလုပ်ပေးခဲ့ပါတယ်။အဲဒီတော့ကအိုရန်ကသူမရဲ့အဖေကိုဆဲဆိုနေတဲ့သူတွေကြောင့်စိတ်မကောင်းဖြစ်ခဲ့ရပေမဲ့သူမရဲ့အဖေကအပြုံးမပြတ်ပဲသူမတို့နဲ့အတူရှိနေသေးတာကြောင့်ပြောနေခဲ့ရပါတယ်။ဒါကိုကြားတော့အိုရိုချီကအိုရန်စကားကိုထောက်ခံပြီးသူကရှိုးကန်းနေနဲ့အိုရန်ကိုစုငွေပေးလို့ရတယ်လို့ပြောလိုက်ပြီးတော့အိုရန်ကသူမရဲ့မျက်နှာဖုံးကိုဖယ်လိုက်ပြီးဒေါသတကြီးနဲ့ပြောလိုက်ပါတယ်။ ဒါကြောင့်မို့လို့ Orion ကို Orochi ကလက်နေပါရီအဲ့နောက်မှာတော့ Orion ကသူမရဲ့နာမည်က Kozuki Hiyori ပဲလို့ပြောလိုက်ပြီး Orochi ရဲ့စကားကိုကြည်ပြောဖို့အတွက်ပြောလိုက်ပါရီအဲ့နောက်မှာတော့ Orochi က Orion ကိုအခုမှလက်စားချေလို့လဲနောက်ကျသွားပြီလို့ပြောလိုက်ပြီး Gaido ကိုနိုင်ယူနိုင်မှာမဟုတ်ဘူးလို့လည်းဆိုလိုက်ပါရီအဲ့ဒီချိန် Kanjuro ကမိတော့သေးလေးအဖြစ်ပြောင်းရောက်ရှိနေပြီးသူက Orochi ကိုနောက်ကိုရောက်လာကသူက Orochi ကို Mission ကကြာရှုံးသွားပြီလို့ပြောလိုက်ပါရီဒါကြောင့်ကျတော့ Orochi က Kanjuro ကိုမင်းလားလို့ပြောလိုက်ပြီးသူက Orion ကိုတတ်ဖို့အတွက်အမိန်ပေးလိုက်ပါရီ ပြီးတော့အိုရိုချီကနှစ်20ကြာမိမတယောက်ရဲ့ကလဲစားချိန်မှုတွေကပြီးဆုံးသွားပြီလို့ပြောကရီမွန်နေပါတယ်။သူကအိုရီယန်ကိုအားလုံးကပြီးဆုံးသွားပြီလို့ပြောလိုက်ပြီးကန်ဂျီရိုကိုအိုရီယန်ကိုအဆုံးသတ်ပြစ်ဖို့အတွက်ပြောလိုက်ပါတယ်။ဒါပေမဲ့မီရောက်ကတော့အိုရီယန်စီကိုရောက်မသွားဘဲနဲ့အိုရိုချီကိုသာသွားနေခဲ့ပါတယ်။ဒါပေမဲ့တော့အိုရိုချီကလန်သွားခဲ့ပြီးသူ့စီကိုမလာဖို့အတွက်ပြောလိုက်ပေမဲ့မရတော့ပါဘူး။သူကမီတွေလောင်သွားခဲ့ပြီးတော့အိုရီယန်ကိုသူ့ကိုကယ်ပြီးဖို့အတွက်အတန်သေးတန်ကြောင်နဲ့အော်ဟစ်နေခဲ့ပါတယ်။ဒါကိုကြည့်နေတဲ့အိုရီယန်ကတော့သူမတို့အတွက်မိုးကလင်းလာမှသိကြတယ်လို့ပြောလိုက်ပြီး ကိုဇူကီတွေကဂရီကိုတက်မိုးထားတဲ့သူတွေပဲလို့ပြောနေခဲ့ပါတယ်အပြင်မှာမတော့ခေါင်းပိုးပေါ်မှာလူဖီတယောက်တဟီတဟဲနဲ့တောင်းညံ့နေပါပြီ။သူနဲ့ထိတွေ့သမျှအရာအလုံးက robbery ဖြစ်နေရကြောင်းဟိုဘက်ကိုဒီဘက်ခေါင်းလုံးနေပါလိမ့်။အဲဒီနောက်လူဖီကသူတယောက်ထဲလှုပ်ချင်နိုင်လုံနေပြီ။သူလှုပ်တယ်လို့အရာအလုံးကဖြစ်နေတာကိုလည်းလူဖီကကျေနပ်နေခဲ့ပါလိမ့်။လူဖီကတော့ဟိုခုံဒီခုံနဲ့မြောင်မီပြတ်တယ်လို့ဖြစ်နေပါလိမ့်။သူကသူ့ကိုသူ့အနေနဲ့ထပ်ပြီးတိုက်ခိုက်နိုင်ဦးမယ်ထင်တယ်လို့ပြောလိုက်ပြီးဒါကသူ့ရဲ့အကြမ်းဆုံး gear 5ပဲလို့ပြောလိုက်ပါလိမ့်။အဲဒီနောက်မှာတော့လူဖီကသူ့ရဲ့ဟာဂီတွေကိုထုတ်လိုက်ပြီးတော့ရန်သူတွေကိုလဲကြစီပါလိမ့်။ ပြီးတော့လူကြီးကသူ့ရဲ့လက်တစ်ဖက်ကိုဈေးမုတ်သွင်းလိုက်ပါတယ်။ဒါကိုကိုင်တို့ကလည်းမြင်သွားပြီးတော့အပေါ်ကဘာကြီးလဲလို့သူကမေးလိုက်ပါတယ်။အဲ့ချိန်လူဖီရဲ့ကြီးမားတဲ့လက်ကြီးကအပေါက်ကနေဝင်လာခဲ့ပြီးဒိုက်တိုကိုခါးလေးဘိုင်းကနေကိုင်းဆွဲကထုတ်သွားပါတယ်။ဒါကိုမြင်တော့ကစ်ဒါကလူဖီလားလို့ပြောနေခဲ့ပြီးချောပါကတော့ပြောနေခဲ့ပါတယ်။အဲ့နောက်လူဖီကကိုင်းတိုကိုခေါ်သွားတာကြောင့်ကိုင်းတိုတယောက်ပြူးကြောင်ကြောင်နဲ့ပါသွားပါတယ်။အပေါ်ကိုလည်းရောက်တော့လူဖီကသူ့ရဲ့မျက်နှာကိုလက်သီးနဲ့ရွယ်ထိုးပြလိုက်ပြီးကိုင်းတိုကတော့အကျယ်ရီလာတွေပါထွက်နေပါတယ်။ အဲဒီချိန်လူဖီကသူ့ရဲ့မရှိတဲ့မာဆယ်တွေကိုအားရပါးရထုတ်နေခဲ့ပြီးဂိုက်ဒိုကိုကလေးတယောက်လိုပြေးပွေကဆွဲယမ်းနေတာကြောင့်ဂိုက်ဒိုတယောက်မျက်လုံးတွေပါကျွတ်ထွက်မှတာဖြစ်နေခဲ့ပါပြီ။ဒါအပြင်လူဖီကဂိုက်ဒိုကိုဆွဲယမ်းပြီးတဲ့နောက်မှာတော့အဝိပုဒ်လိုကိုင်းရိုင်းနေပါတယ်။ဒါကြောင့်ဂိုက်ဒိုကတော့အတော်လေးကိုမရှိမဆန့်ခံစားနေရပါပြီ။ခဏကြာမှတော့ဂိုက်ဒိုတယောက်ခေါင်းမှအာလူသီးတွေထွက်ပြီးမူးနောက်လာပါတယ်။အဲဒီနောက်ဂိုက်ဒိုကတော့လူဖီကိုမင်းအသက်ရှင်နေသေးတာကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပြီးဟီလာထနေတဲ့လူဖီကိုမီးရောက်တွေနဲ့ပြစ်လိုက်ပါတယ်။ ဒါဝမင်းတို့လူဖီကထွက်ပြေးခဲ့ပြီးသူကမြေပြင်ကိုဆွဲမလိုက်ကခါပြစ်လိုက်ကမုံစိန်လားဆိုပြီးသူကပြန်ယူလိုက်လို့ပြောလိုက်ပါရီဒါကြောင့်မီရော့ကြီးကဂိုက်ဒိုစီကိုပြန်ဝင်သွားပြီးတော့ဂိုက်ဒိုတယောက်မီးကျွမ်းသွားတဲ့မီးသွေးကလေးလို့ဖြစ်သွားပါရီဒါဝမင်းတို့လူဖီတယောက်ဂိုက်ဒိုရဲ့မဲတုနေပုံစံကြီးကိုကြည့်ပြီးဟီနေခဲ့ပါရီအဲ့ဒီချိန်ဂိုက်ဒိုကတော့သူ့အပေါ်ကပြားတွေကိုဖယ်ထုတ်လိုက်ပါရီတစ်ဖက်မှာတော့လူဖီကအခုထိဦးလိုက်သေးလိုက်ဟီမောနေတော့မှာသူကသူ့ရဲ့ရင်ဘတ်ကိုတပြန်းပြန်းနဲ့ရိုက်ပြီးတခိခိနဲ့អော်ယီနေပါရီ ဂိုက်ဒိုကတော့လူဖီကိုကြိလိုက်ပြီးသူကလူဖီအသက်ရှင်နေသေးတာကိုခြေနဲ့နေပါတယ်ပြီးတော့ဂိုက်ဒိုကလူဖီကိုစောနာကအယူလုပ်ခဲ့တာအတွက်တောင်းပန်ပါတယ်လို့ပြောလိုက်ပြီး CP0 ရဲ့လုပ်ရက်အတွက်တောင်းပန်နေပါတယ်ဘာလို့လဲဆိုတော့အဲဒီတော့ကဂိုက်ဒိုနဲ့လူဖီကတယောက်ကိုတယောက်တိုက်ခိုက်ဖို့လုပ်နေကြတာပါအဲဒီနောက်လူဖီကဂိုက်ဒိုကိုသူ့ရဲ့နောက်ဆုံးတိုက်ခိုက်မှုကိုပြုလုပ်ဖို့အတွက်ပြေးဝင်လာခဲ့ပါတယ်ဒါပေမဲ့လူဖီရဲ့နောက်ကနေ CP0 ဖွဲ့သားတွေကရောက်လာခဲ့ပြီးသူကလူဖီကိုနောက်ကနေဂိုက်ဒိုအတွက်ရှုပ်ပေးထားခဲ့တာပါ။ဒါကိုမြင်တော့လူဖီကလည်းကြောင်သွားခဲ့ပြီးတော့ဂိုက်ဒိုကလည်းအံ့ဩသွားပါတယ်။ အဲဒီနောက်မှာတော့လူဖီတရားကိုဂိုက်တူရဲ့လက်ချက်နဲ့လွင်ထွက်သွားခဲ့ရပါတယ်။ဒါကိုမြင်တော့လူဖီကဂိုက်တူကိုကြိလိုက်ပြီးသူ့ရဲ့ပိတ်ထားတဲ့မျက်လုံးကိုဖွင့်လိုက်ကာကိစ္စမရှိဘူးလို့ပြောလိုက်ပြီးတော့ဒါကိုအဆုံးသတ်လိုက်ကြရအောင်လို့ပြောလိုက်ပါတယ်။လူဖီကတော့သူ့ရဲ့မပြီးပြတ်သေးတဲ့တိုက်ပွဲကိုအပြီးသတ်ချင်နေတာပါ။သူကဂိုက်တူရဲ့မျက်နှာကိုသူ့ရဲ့လက်သီးတွေနဲ့အချက်ပေါင်းများစွာမိတ်ဆက်ပေးနိုင်ခဲ့ပေမယ့်ဂိုက်တူကတော့မှောက်သွားအောင်မလုပ်နိုင်ခဲ့ပါဘူး။ဒါကြောင့်လူဖီကဒါကိုအဆုံးသတ်ဖို့အတွက်ပြောနေခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့လူဖီကအကြောက်တုံးတစ်ခုပေါ်မှာထိုင်နေပြီးအောက်ကကတ်တုန်းဇာလန်တွေကတွင်မြဲဒီဇိုင်းနဲ့ကိုယ်ယူခံရနိုင်စွာပြေးဆင်းလာပါတယ် ဒါပေမဲ့လူဗီဒီယိုအောက်ရောက်မှာဖားရီပါဖမ်းနေခဲ့ပါတယ်။သူကအရင်နောက်မှာတော့ပြန်ထလာခဲ့ပြီးတော့သူ့ကိုယ်သူနှာမုတ်ခါကြီးနေတဲ့ဂိုင်ရိုကိုလမ်းကြည့်လိုက်ပြီးတော့သဘောကျစွာပြောနေခဲ့တာဇက်လန်လေးကလည်းဒီမာရီမဲ့တခန်းရက်သွားခဲ့ပြန်ပါတယ်။အပိုင်း2022ရဲ့အစမှာတော့ဂိုင်ရိုကတော့သူ့ရဲ့ရှေ့မှာမြောက်ခုံခုံနေတဲ့လူဖီကိုကြည့်ပြီးမင်းတည်ပြီလို့ထင်ထားတာလို့ပြောလိုက်တော့လူဖီကလည်းသူ့ရောပဲလို့ပြန်ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ဂိုင်ရိုကလူဖီကိုမင်းရဲ့အသီးအဆွမ်းကမင်းကလွဲပြီးအရာအလုံးကိုတတ်ရောက်မှုရှိတာပဲလို့ပြောလိုက်ပါတယ်။ ။ဒါကိုကြတော့လူဖီကပြောနေခဲ့ပါတယ်။ဒါပေမဲ့ဂိုက်ဒူကရန်ကိုထူးဆန်းနေတယ်လို့ပြောလိုက်ပြီးခနာကိုကိုပြောင်းလဲတယ်ဆိုတာကဇိုဟန်အသီးရဲ့အစွမ်းပဲလို့ပြောလိုက်ကဂိုမူဂိုမူအသီးရဲ့အစွမ်းနဲ့ဘာမှမဆိုင်ဘူးဆိုပြီးလူဖီစီကိုပြေးဝင်လာပါတယ်။ဒါကိုမြင်တော့လူဖီတယောက်လန်သွားပြီးတော့မျက်လုံးတွေကပါအပြင်ကိုကျွတ်ထွက်လာတာပါ။အဲဒီအချိန်ဂိုက်ဒူကလူဖီကိုသူ့ရဲ့ပစက်ထဲကိုထည့်ပြလိုက်ပါတယ်။ဒါပေမဲ့လူဖီကတော့ဂိုက်ဒူကသွားမတိုက်တာကြောင့်မနေချင်ဘူးလို့ပြောလိုက်ပြီးအပြင်ကိုပြန်ထွက်ဖို့အတွက်ကြိုးစားပါတယ် သူကဗလာရီဝါထုတ်ပြီးကိုက်တိုရဲ့ပါဇက်ကိုပြန်ဖွေးမှုအတွက်စူးစမ်းနေခဲ့ပေမယ့်ကိုက်တိုကတော့လူဖီကိုအာဂရီနဲ့ငုံထားမတတ်ချစ်တယ်လို့ဆိုတာတခါတည်းမျိုးချပလိုက်ပါရီဒါကြောင့်လူဖီတရားအကြောင်းအတော်ဖြစ်သွားခဲ့ပြီးကိုက်တိုရဲ့ဗိုက်ထဲကိုပြုတ်ကျသွားပါရီဒါပေမဲ့သူကကောင်းကောင်းမနေဘဲနဲ့ကမြင်ကြောထနေခဲ့တာကြောင့်ကိုက်တိုတရားလူဖီနှိမ့်ဆက်သမျှကိုခံနေရပါပြီကိုက်တိုကလူဖီကိုညင်ငိမ့်နေဖို့အတွက်ပြောလိုက်တော့လူဖီကသူ့ကိုသူဘောလုံးကြီးတစ်ခုဖြစ်ပြောင်းလဲလိုက်တာကြောင့်ကိုက်တိုတရားအလေကားနေပူနေခဲ့ပါရီဒါကြောင့်မလို့ကိုက်တိုကလူဖီကိုလှောင်မနေဘဲအတီးတိုက်ဖို့အတွက်ပြောနေခဲ့ပါရီ ဒါပေမဲ့ကိုင်တိုကလူဖီရဲ့လက်ချမ်းနဲ့လေးပေါ်လွင့်နေခဲ့ပြီးတော့တစ်ဖက်မှာလည်းရာမာတူကမိုမိုကိုအပေါ်ဘက်မှာတိုက်ပွဲဖြစ်နေတုန်းထင်တယ်လို့ပြောလိုက်ပြီးဘာဖြစ်နေလဲဆိုတာသွားကြည့်ကြရအောင်လို့ပြောလိုက်ပါရီအဲဒီအချိန်မှာမိုမိုကကိုင်တိုရဲ့ဖြစ်ကိုမြင်ပြီးမျက်လုံးပြူနေပါပြီရာမာတူကလည်းဒါကိုမြင်တော့ဒါကဘာရီဖြစ်နေရလဲဆိုပြီးပြောလိုက်ပါရီခဏကြောင်မှတော့ရာမာတူကဒါကကိုင်တိုဆိုတာကိုသိသွားပြီးမိုမိုကကိုင်တိုကဝါနေရလို့ပြောလိုက်ပါရီတစ်ဖက်မှာလည်းရာမာတူကကိုင်တိုရဲ့ပုံစံကိုကြည့်ပြီးသူမကကိုင်တိုမှာအခုလိုပုံစံရှိတာကိုမသိခဲ့ဘူးလို့ပြောလိုက်ပါရီ အဲ့ဒီချိန်ဂိုက်ဒိုကတော့သူ့ကိုမှဘာတွေဖြစ်နေရလဲလို့မေးလိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကရာဘာမှမဟုတ်တာဆိုပြီးတွေးနေခဲ့ပါတယ်။အဲ့ဒီချိန်လူဖီကတော့အထဲမှာပြောနေပြီးသူကရုတ်တရက်အလင်းဆက်တစ်ခုကိုတွေ့သွားပါတယ်။ဒါကြောင့်လူဖီကသူ့ရဲ့လက်နှစ်ဖက်ကိုအလင်းဆက်ရှိရာကနေဖောက်ထွက်လိုက်တော့အဲ့ဒါကဂိုက်ဒိုရဲ့မျက်လုံးဖြစ်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဂိုက်ဒိုရဲ့နှာခေါင်းနှစ်ဖက်ကနေဆွဲကပါဇက်ကိုဟားလိုက်ပြီးသူကအထဲကနေပြန်ထွက်လာပါတယ်။လူဖီကအရင်နေပြောနေခဲ့ပြီးသူကလေလေပြန်ထွက်ပြီးတော့ကောင်းကင်ဘော်တက်ကပြောက်ကွယ်သွားပါတယ်။ဒါမှမဟုတ်လေယာမာတူရူကဘာတွေဖြစ်နေရလဲဆိုတာသိရဖို့အတွက်ဂျိုးမော်ကိုတက်လာပါတယ်။ ခဏကြာတော့သူမတို့ရောက်လာပြီးရာမာတူကဂျိုးမော်ကိုပြေးတက်သွားကအခြေအနေကိုကြည့်နေပါတယ်။အဲဒီချိန်ကောင်းကင်ကလျှက်စီးချောင်းနေကြလာပြီးလူတယောက်ရဲ့အရိပ်ကိုမြင်လိုက်ရပါတယ်။ဒါကြောင့်ရာမာတူတို့ကတေချာဆောင်ကြည့်နေတဲ့ချိန်တိန်လိုက်တီတွေကနေလူဖီရဲ့မျက်နှာကြီးကထွက်ပေါ်လာပါတယ်။အဲ့နောက်လူဖီကဂိုက်တိုကိုတက်နေမှုအတွက်စူးစမ်းလိုက်ပေးမယ်။ဂိုက်တိုကရှောင်ပစ်လိုက်ပြီးလူဖီရဲ့လက်ကိုကိုက်ပစ်လိုက်တာကြောင့်လူဖီတရအော်ဟစ်နေခဲ့ပါလေ။ဒါကိုကြည့်နေတဲ့ယာမာတိုတို့ကလည်းလူဖီရဲ့ပုံစံကြောင့်မှတ်မှတ်မိဖြစ်သွားပြီးတော့ယာမာတိုကတော့ဒါကဘသူကြီးလဲလို့မေးလိုက်ပါလေ။မိုမိုကလည်းဘာလို့အတန်ကလူဖီရဲ့အတန်နဲ့တူနေရတာလဲလို့မေးနေခဲ့ပါလေ။ အဲဒီချိန်လူဖီကတော့သူ့ကိုကိုက်နေတယ်ကိုက်ရိုရဲ့ခေါင်းကိုထုချလိုက်ပြီးလွတ်အောင်လွတ်လိုက်ပါတယ်ပြီးတော့ကိုက်ရိုရဲ့ခေါင်းနဲ့အမိကိုကိုက်ပြီးသူကကိုက်ရိုကိုကျိုးခုန်တဲ့လောက်ကဆော့ကစားနေခဲ့တာပါဒါကြောင့်ကိုက်ရိုကစိတ်တူနေခဲ့ပြီးလူဖီကိုမီလုံးတစ်လုံးနဲ့ပြစ်ခဲ့ပါတယ်ဒါကြောင့်လူဖီကအဝေးကိုလွင်ထွက်သွားခဲ့ကမဲတူသွားပါတယ်အဲ့နောက်မှာတော့လူဖီကသူ့ရဲ့ပုံစံကိုပြန်ရအောင်လုပ်လိုက်ပြီးဒါကအခွင့်လွတ်စရာမရှိဘူးလို့ပြောလိုက်ကဂိုက်ရိုရှိရာကိုအာကုန်တုံးကပြန်ပြေးလာပါရီ။မြန်ဆန်လုံးတော့ကြောင့်သူ့ရဲ့ခြေထောက်ကဘိန်းနီလိုတောင်ဖြစ်နေခဲ့ပါရီ။ တဖက်မှာတော့ဂိုင်ရူကလူဗီရဲ့နှိပ်စက်မှုကြောင့်မြေပြင်ပေါ်ကိုအယုတ်ကျိုးပြပြန်လဲပြုတ်ကျလာပါတယ်။အဲ့ဒီချိန်ကြောင်တုံးတွေကပဲကျလာပြီးအောက်ကလူတွေကိုပြီးကုန်ပါတယ်။ကစ်ကတော့အပေါ်ကိုမောကြည့်လိုက်ပြီးတော့လောကိုလူဗီကအသက်ရှင်နေသေးတယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့လောကလည်းကစ်ကိုဂိုင်ရူကလည်းအသက်ရှင်နေသေးတယ်လို့ပြောလိုက်ပြီးအချိန်တွေကဘာမှပြောင်းလဲမသွားသေးဘူးလို့ဆိုလိုက်ပါတယ်။ဒါအပြင်ရဲလိုက်ကမီးလောင်နေခဲ့သလိုအားလုံးကလည်းပိတ်မိနေခဲ့တာပဲဖြစ်ပါတယ်။ပြီးတော့သူတို့ကလေထဲမှာဖြစ်လို့မီးကိုငြိမ်သက်ဖို့လည်းဘာမှလုပ်မရဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်ချော်ပါကသူ့ရဲ့တငယ်ချင်းတွေကိုလိုက်ရှာနေပါတယ်။ လောကကျွန်းကြီးတစ်ခုလုံးမီးလောင်သွားဖို့အတွက်အနေငယ်ပဲလိုတော့တယ်လို့ပြောလိုက်ပါရီအားလုံးမီးလောင်သွားပြီးလူဖီကဂိုက်ဒိုကိုရှုံးသွားမယ်ဆိုရင်တော့ဂိုက်ဒိုတယောက်ကတော့အသက်ရှင်ကျန်နိုင်တယ်လို့ပြောလိုက်တယ်အဲဒီနောက်မှာတော့ကီကသူ့ကိုတိုက်ခိုက်ဖို့အတွက်လုံနေတဲ့သူတွေကိုတိုက်ခိုက်ပစ်လိုက်ပါရီပြီးတော့သူကလောကိုမင်းပြောတော့စွမ်းအားတွေမရှိတော့ဘူးဆိုလို့ပြောလိုက်ပြီးတွန်းဆောက်တွန်းဆောက်လုံနေတာကငကြောက်လားလို့မိလိုက်ပါရီဒါကိုကြတော့လောကလည်းမခံနိုင်ပဲကီကိုပြန်ပြီးရန်လုံနေခဲ့ပါရီသူကကီကိုမဖြစ်နိုင်တဲ့အိမ်မက်ကိုမတ်နေရလို့ပြောလိုက်ကမင်းမဲမဟုတ်လားလို့မိလိုက်ပါရီအဲ့နောက်မှာတော့သူကဝင်လာတဲ့ရန်သူတွေကိုတိုက်ခိုက်လိုက်ပြီးကီက နိုင်ရတာမရတာထက်တေဂျာရာကမင်းနဲ့လူဖီတို့လည်းမကြသေးခင်ငါကလည်းမကြစီရဘူးလို့ပြောလိုက်ပါရီတဖက်မှာလည်းဟျူဂရိုကလူဖီကသူတို့အတွက်တိုက်ခိုက်ပေးနေတာကြောင့်လူဖီလည်းမကြသွားခင်မှာသူတို့လည်းလည်းမကြသွားစီရဘူးလို့ပြောလိုက်ပါရီအဲ့ချိန်နာမီကတော့အိုတမာကိုစိတ်မပူဖို့အတွက်ပြောလိုက်ပြီးနောက်တစ်ခါအဲ့ဒီအပေါက်ကနေဆင်းလာမဲ့သူကဂိုက်ဒိုလုံးဝမဟုတ်ဘူးလို့ပြောလိုက်ပါရီအပေါ်ဘက်မှာတော့ယာမာတူကလူဖီကိုမြင်လိုက်ရလို့ဝမ်းသာနေပါရီတဖက်မှာလည်းလူဖီကဂိုက်ဒိုကိုတိုက်ခိုက်ဖို့အတွက်အားကုန်ပြေးလာနေခဲ့ပြီးဂိုက်ဒိုကလည်းလူဖီရဲ့ကောင်းကိုဖြီးပြီးတော့ရိုက်ပစ်လိုက်ပါရီ ဒါကြောင့်မလို့နေရာတစ်ခုလုံးကတုံသွားပြီးအားလုံးကအပေါ်ကိုမောကြည့်နေချိန်မျက်နှာချက်ကပြိုကျလာပြီးတော့လူဖီရဲ့ကောင်းကြီးကလည်းမျက်လုံးပြူးမျက်စံပြူးနဲ့ထွက်လာခဲ့ရပါသည်။ဒါကိုမြင်လိုက်ရတဲ့နာမီတို့ကတော့တရေကိုမြင်လိုက်ရသလိုမျိုးပဲခံစားလိုက်ရပြီးလူဖီရဲ့ပုံစံကြောင့်အားလုံးကလည်းအံဟောတုံလုံးနေခဲ့ကြတာပါ။အဲဒီနောက်မှာတော့လူဖီကအပေါ်ကိုပြန်တက်ဖို့အတွက်လှုပ်ခဲ့ပြီးသူ့ရဲ့အပေါက်နဲ့ခေါင်းကထင်နေခဲ့ပါသည်။မာကိုကတော့ဒါကလူဖီလားလို့မင်းနေချိန်နာမီကလည်းငုတ်တုတ်မိနေရကနေသတိရလာပြီးမာကိုကိုဒါကလူဖီလား၊ तू ကဘာဖြစ်သွားတာလဲ၊အကြီးကြီးဖြစ်သွားရတာဘာကြောင့်လဲဆိုပြီးမင်းနေပါသည်။ အဲဒီချိန်လူဖီကတော့အပေါ်ကိုပြန်ရောက်သွားပြီးသူကလီလီထွက်လာကမူလာရွယ်စားကိုပြန်ရောက်လာပါတယ်။အဲဒီနောက်သူကခေါင်းကိုအာလီသူကိုဆန်းကြည့်နေချိန်ဂိုင်ရိုကတော့လူဖီကိုမင်းရဲ့ကန့်သတ်ချက်ကိုရောက်နေပြီမှလားလို့မိလိုက်ပြီးမင်းငါကိုမနိုင်နိုင်ပါဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့လူဖီကဂိုင်ရိုကိုဘသူကကန့်သတ်ချက်ကိုရောက်နေရတယ်လို့ပြောလိုက်ပြီးတော့ပြန်ရန်တွေ့နေချိန်သူ့ရဲ့အစွမ်းတွေကတဖြည်းဖြည်းပြောက်လာပြီးတော့ဖြူဖြော့လာခဲ့ပါတယ်။ဒါအပြင်လူဖီကအဖိုးကြီးတယောက်လိုပြောင်းလဲသွားခဲ့တာကြောင့်ဂိုင်ရိုကလူဖီကိုမင်းငါဘယ်သူလဲလို့မိလိုက်ပါတယ်။ သူကလည်းလူဖီရဲ့တိုက်ခိုက်မှုတွေခံထားရတာကြောင့်ဒူးထောက်ချသွားခဲ့ပါတယ်။အဲဒီအချိန်လူဖီကတော့သူကတေမင်းတကားဝါကိုရောက်နေတာပဲလို့အာလီရှာလီနဲ့ပြောလိုက်ပါတယ်။ဂိုင်ဒိုကလူဖီကိုညင်ညင်ညံ့ညံ့နဲ့တီလိုက်တော့လို့ပြောလိုက်ပြီးမင်းတို့ရဲ့တိုက်ခိုက်မှုတွေကိုအားလုံးကလက်ဆင့်ကမ်းသွားလိမ့်မယ်လို့ဆိုပါတယ်။ဒါကိုကြတော့လူဖီကသူရဲ့တိုက်ပွဲကမပြီးသေးဘူးလို့ပြောလိုက်တယ်။ဒါကိုမြင်တော့ရာမာတူတို့ကလည်းဒါကတကယ်ကိုပဲလူဖီပဲလို့ပြောလိုက်ပြီးဒါပေမဲ့လူဖီရဲ့ပုံစံကဖြူဖြော့နေပြီးတော့အခြားသူတရားလို့ဖြစ်နေရလို့ပြောလိုက်ပါရီဒါအပြင်သူ့ရဲ့လေးသံကလည်းရန်ကိုအားနေနေပြီးလို့မိုးမိုးကပြောလိုက်ပါရီ အဲ့ဒီချိန်လူဖီကတော့ပြန်ထလာနေခဲ့ပြီသူမှမပြီးသေးတဲ့အလုပ်တွေကြံသေးတယ်လို့ပြောလိုက်ကာသူတို့အနေနဲ့အဲ့ဒါကိုအဆုံးမသက်ရသေးဘူးလို့ပြောလိုက်ပြီးထရရလိုက်ပါတယ်အဲ့နောက်မှာတော့လူဖီကမိုမိုအိုတမာဂင်းရမွန်ဘက်ဒရူကိုဂရီပေးထားတာရှိသေးတယ်လို့ပြောလိုက်ပါတယ်ဂိုင်ရူကတော့လူဖီကိုမြန်မြန်တီလိုက်တော့လို့ပြောလိုက်ပေမဲ့လူဖီကတော့ဒီလောက်လေးနဲ့သူကအကြောင်းမဲ့ထင်းနေရလားလို့မိလိုက်ပါတယ်အဲ့နောက်လူဖီကသူ့ရဲ့ယင်ဘက်ကိုလက်နဲ့အုပ်လိုက်ပြီးသူ့ရဲ့နှလုံးခုန်တံကိုကြဲကြဲလေးမြည်ဖို့အတွက်ပြောလိုက်ပါတယ်နောက်တော့လူဖီကလက်ခုပ်တစ်ချက်တီးလိုက်ပြီးမြေပြင်တစ်ခုလုံးကိုရာဘာရုံးတစ်ခုလွှဲပြောင်းလဲပြစ်လိုက်ပါတယ် ဒါကိုမြင်တော့ဂိုက်ဒိုကလူဖီကိုလာစမ်းပါလို့ပြောပြီးစောင့်နေခဲ့ပါတယ်။ခဏကြာမှတော့လူဖီကဂိုက်ဒိုစီကိုအားကုန်ပြေးဝင်သွားခဲ့ပြီးယာမာဒူကတော့လူဖီကိုဒါကအန်နီယံများတယ်လို့သတိပေးလိုက်ပါတယ်။အဲဒီအချိန်ဂိုက်ဒိုကလူဖီကိုတင်းမုန်နဲ့ရိုက်ပစ်လိုက်ပါတယ်။ဒါပေမဲ့ဂိုက်ဒိုကတော့လူတယောက်ကိုရိုက်ရတာထက်တည်ရုံတို့တစ်ခုကိုရိုက်လိုက်ရတယ်လို့ဖြစ်သွားပြီးလူဖီကတော့ငပြောင်တူးယုံနဲ့တင်းမုန်မှာကတ်နေခဲ့ပါတယ်။ဒါကိုမြင်တော့အားလုံးကလည်းဆုံးအနေခဲ့ပြီးတော့ဂိုက်ဒိုကလည်းကြောင်ထွက်သွားပါတယ်။လူဗီကတော့ထပ်ပြေးနေခဲ့ပြီးသူကခဏကြာမှတော့ဂိုက်ဒိုရဲ့ထိုက်ရိုက်တာကိုခံရပြီးဒီတစ်ခါမှတော့နမ်းများလို့ပြသွားခဲ့ပါပြီ။ အဲဒီနောက်မှာတော့လူဖီကပြန်ထလာခဲ့ပြီးတော့ဂိုက်ဒိုရဲ့တင်းမုတ်ကိုဖယ်ပြလိုက်ကတဖက်ကိုထွက်သွားတာကြောင့်ဂိုက်ဒိုကသူ့နောက်ကိုလိုက်ရိုက်ခဲ့ပါသည်။ဒါကိုမြင်တော့လူဖီကဘောလုံးတစ်လုံးလုံးလိမ့်ကထွက်ပြေးနေပြီးဂိုက်ဒိုကလူဖီကိုကြည့်ကမူးနောက်နေပြီးတော့ဒီကောင်ဘာဖြစ်ချင်နေရလဲလို့တွေးလိုက်ပါသည်။အဲဒီချိန်လူဖီကဂိုက်ဒိုကိုသူ့နောက်ကိုလိုက်ဖို့အတွက်ပြောလိုက်ပြီးဂိုက်ဒိုကလူဖီကိုလိုက်ရိုက်လိုက်ပါသည်။ဒါကြောင့်လူဖီကရှောင်းလိုက်ပြီးတော့သူကဒီတိုက်ခွက်တွေကထူးဆန်းတယ်လို့ပြောလိုက်ပြီးတော့မြေကြီးတွေကိုယူကာဂိုက်ဒိုကိုအုပ်ပစ်လိုက်ပြီးဂိုက်ဒိုရဲ့ဘိုက်ကိုတိုက်ပစ်လိုက်ပါရီအဲဒီနောက်သူကဂိုက်ဒိုစီကိုပြေးဝင်သွားကမျက်နှာကိုထိုးပစ်လိုက်ပါတော့တယ် အဲဒီနောက်မှာတော့ဂိုက်တူကမှောက်သွားပြီးတော့ယာမာတူရူကဒါကိုပါစပ်အဟောင်းသားနဲ့ကြည့်နေခဲ့ကြတာပါအဲဒီချိန်လူဖီကတော့သူ့ရဲ့ရည်စရာဆွမ်းကိုသဘောကျနေချိန်ဂိုက်တူကမင်းမတူလဲလို့မင်းနေပြီးတစ်ဖက်မှာလဲဇူးကလူဖီကို join ပွားရင်မင်းကဒီကိုတကယ်ရောက်နေတာပဲလို့ပြောလိုက်ပြီးဇာလန်လီကလည်းတခမ်းရက်သွားခဲ့ပြန်ပါတယ်